မင်္ဂလာပါဒီနေ့ဆွေးနွေးမှုအတွက်အားလုံးကိုကြိုဆိုပါတယ်ကျမတို့ဒီနေ့ the wise believers မှာပြုစုထားတဲ့အချက်လက်ညာကိုအခြေခံပြီးတော့လေယောမဩဝါဒစာအခန်းကြီး9လေးကိုနည်းနည်းလေးတည်းစီကြည့်ကြမှာဘုနော်ဒီခန်းကတည်းကတော့အရေးပါတဲ့အခန်းတစ်ခန်းပဲအဲအရင်အခန်းက တစ်ကတ်နေလီအချီရှင်ပေါ်လူကလူတွေအားလို့ဖြစ်တာဖြစ်ကြောင်းပြီးတော့ယုံကြည်ခြင်းအပြင်ဖျားရှင်မှာဖြောင်းမရရောက်တယ်ဆိုတာကိုရှင်းပြခဲ့တယ်လीဆိုတော့အခန်းကားရောက်တဲ့အခါမှာโอเคဒါဆိုရင်ဘာဆက်ဖြစ်လဲပေါ့ဒီလိုဖြောင်းမရရောက်ခြင်းနဲ့လက်တွေ့အကျိုးဆက်တွေကဘာတွေလဲဆိုတာကိုပြောပြတာနောက်ပြီးဟိုအာရမ်နဲ့ခရစ်တိုကိုနိုင်ရှင်ပြတာကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဓိကကတော့ဒီတက်ကရေးကြည့်တဲ့ချက်တွေဘဝတွေတင်ငန်းစာတွေကိုထုတ်ယူဖို့ပါပဲโอเคအတိအကျပဲအခန်းကားကလည်း theory ကနေလက်တွေ့ဘဝကိုတရားခင်းပေးလိုက်သလိုပဲ အကြီးဖြောင်းမရရောက်ခင်းဆိုတာစိတ်ကူးတဲ့ကအရာတခုမဟုတ်တော့ဘူးကျွန်တော်တို့ရဲ့အခြေအနေကျွန်တော်တို့ရှုမြင်ပုံ နောက်အနာဂတ်အထိကိုပါ ဖြောင်းလဲစေတယ်ဆိုတာကိုသူကစပြီးဖော်ပြတာပေါ့။ကောင်းပြီလေ။ဒါဆိုပထမဆုံးအကျိုးဆက်ကိုကြည့်အောင်။အငယ်အနှစ်မှာလေယုံကြည်ခြင်းအဖြစ်ဖြောင်းမရရောက်ပြီးရင်ဘာကိုအရင်ဆုံးရလဲ။အဲ့ဒါလေ။အဓိကအချက်ကတော့ဖျားသခင်နဲ့ညီသက်ခြင်းပဲ။ဒီစကလုံးကကျွန်တော်တို့ထင်တာတဲ့ ပို့ပြီးတော့နည်းနည်းတယ်ဗျာစိတ်ထဲမှာအေးချနေတာမျိုးတွေပို့ပါတယ်ဒါကလေဖျားသခင်နဲ့ကျွန်တော်တို့ကြာကအဲ့ဒီဆက်ဆံရေးအချင်းနဲ့ဂူနိုင်ကပြောင်းလဲသွားတာဟွန်းအရင်ကအပြစ်ကြောင့်ဖျားရဲ့အမက်တော်အောင်မှာရံပက်လို့ပြိနေခဲ့တာလေအခုသခင်ယေရှုကြောင့်ဖျားနဲ့စစ်ပြင်းငင်းသွားပြီးပြန်တက်မြတ်သွားပြီးမိတ္တဟာယဖို့လို့ရတဲ့အချင်းတွေကိုရောက်သွားတာဆိုတော့တရားဝင်ရန်သူမဟုတ်တော့ဘူးပေါ့อืม ဒါကတကယ်အရေးကြီးတဲ့အချက်ပဲဒါပေမဲ့လေလက်တွေ့ပေါ်ကမှစိုးရိမ်မှုတွေရှိနေတော့အပစ်ကြောင့်မလုံမလဲခံစားနေရတော့မျိုးမှဆိုရင်ကောဒီဖျားသခင်နဲ့ညီတဲ့ချင်းဆိုတာကိုဘလို့နားလဲရမလဲဟိုစိတ်ခံစားချက်နဲ့ဒီတရားဝင်အခြေအနေကဘလို့ဆက်ဆက်နေတာပါလိဟုတ်ကဲ့ကောင်းတယ်မေဟုံးမဒီညီတဲ့ချင်းကလေခံစားချက်ပေါ်မှာအခြေမခံဘူးဒါကခရစ်တော်ရဲ့အမှုတော်ကြောင့်ကျွန်တော်တို့ရထားတဲ့တရားဝင်အခြေတွေတည် legal standing အဖြစ်ပေါ့ခန်းစားချက်တွေကတော့အတက်အကျရှိမှာပဲလေဒါပေမဲ့ဖျားနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကတော့ခရစ်တော်ကြောင့်ခိုင်ခိုင်မာမာပြောင်းလဲတော့ပြီဆိုတဲ့အမှန်တရားအဲ့ဒီအပေါ်မှာယက်တီးရမှာအဲ့ဒီအထီးတရားကပဲတဖြည်းဖြည်းနဲ့စိတ်ရညင်သက်မှုပေါ်ပါယူဆောင်လာနိုင်တာပေါ့ရှင်းပါပြီဟုတ်ကဲ့နောက်အငယ်နှစ်မှာကျတော့ဂျေဇူးတော်၌အခွင့်ရခြင်းတဲ့ဒါကကျတော့ဘယ်လိုမျိုးလဲဒါကဟိုညင်သက်ရှင်ရဲ့နောက်ဆက်တွဲလို့ပြောရမှာပဲ ဖះနဲ့ပြန်တင်မြတ်သွားပြီဆိုတော့လေအရင်ကကျွန်တော်တို့ဝင်ခွင့်မရှိခဲ့တဲ့ဖះသခင်ဂျေဇုတော်နယ်ပယ်ထဲကိုအခုလွတ်လွတ်လပ်လပ်ဝင်ခွင့်ရသွားတာ access ရသွားတာပေါ့ဆိုတော့ဒါကဖះရဲ့မြတ်နာသာပေးမှုအကူအညီမှု ခွန်အားပေးမှုတွေအဲ့ဒါတွေကိုအဆက်မပြတ်ခံစားရနိုင်တဲ့ခြေအနေထဲမှာယက်တည်နေရတာအဲ့ဒီဂျေဇုတော်ထဲမှာယက်တည်ရင်အနာဂတ်မှာခံစားရမယ်ဖះရဲ့ဘုန်းတော်ကိုမျှော်လင့်ပြီးဝမ်းမြောက်နိုင်တယ်လို့ဆိုထားတာလေး ဟုတ်ပြီဟုတ်ပြီငိမ့်တဲ့ချင်းကျေးဇူးတော်တဲ့ဝင်ခွင့်ရတာဘုံတော်ကိုမျော်လင့်တာဒါတွေကအင်းနားလေလွယ်ပါတယ်ဒါပေမဲ့အငဲ၃ကနေ၅ကတော့တော်တော်လေးအမ်အော်စရာပဲစင်ရဒုက္ခနဲ့ဝမ်းမြောက်ခြင်းနဲ့အဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲစင်ရဒုက္ခကဝမ်းမြောက်စရာမှမဟုတ်တာနော်ဟုတ်တယ်ဒီနေရာမှာတကယ်ပဲစိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုရောက်လာပြီဒါကလုံးဝလောကအမြင်နဲ့ဆန့်ကျင်ဘက်ပဲရှင်ပေါလိုကစင်ရဒုက္ခကိုကြိုက်ရမယ်လို့ပြောနေတာမဟုတ်ဘူးနော်ဒါပေမဲ့ ယုံကြည်သူအတွက်ဆင်းရဲဒုက္ခဆိုလားအတိတ်ပိုင်းမဲ့တဲ့နာကျင်မှုတတ်တတ်မဟုတ်တော့ဘူးလို့ဆိုလိုနေတာသူကစက်တိုက်ဖြစ်ပေါ်လာတဲ့အချိုးဆက်တွေကိုရှင်းပြတယ်လေဆင်းရဲဒုက္ခကကျွန်တော်တို့ကိုခန္ဓာရဲ့ endurance ရှိလာအောင်လေ့ကျင့်ပေးတယ်อืมခန္ဓာရဲ့ဟုတ်ကဲ့လေကြောတော့မဲ့အစာဆက်ရတည်နိုင်တဲ့စွမ်းရည်ပေါ့အဲ့ဒီခန္ဓာရဲ့ကစစ်ကြောပြုတော့ဆက်ရလက္ခဏာ proving character ကိုဖြစ်ပေါ်စေတယ်စံတမှုတွေကိုအောင်မြင်ပြီးတဲ့အခါရင့်ကျက်ခိုင်မာလာတဲ့အရေးတွေမျိုးလေးဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒီဆက်ရိုက်လက္ခဏာကကြတော့မျောလင်းခြင်းကိုပိုပြီးခိုင်မာစေတယ်။ဆိုတော့ဒီနေရာမှာဆင်းရဲဒုက္ခကိုရှောင်ရမယ့်အရာလို့မမြင်တော့ဘူး။ဖျားတခင်ကကျွန်တော်တို့ရဲ့ဝိညာဉ်ရာရင်ချက်မှုအတွေ့အတုံးပြတဲ့ကိရိယာတခု။အဲ့လိုမြင်ပြောင်းလိုက်တာတွေ့ရမှာပါ။အင်းဒီအမြင်ပြောင်းလဲမှုကတော့အစွမ်းထက်တာပဲ။ဒါဆိုဒီလိုဆင်းရဲဒုက္ခကနေပေါက်ဖွားလာတဲ့မျောလင်းခြင်းကကိုယ့်ရဲ့ဟိုခန္ဓာရဲ့အပေါ်မှာပဲမူတည်နေတာလား။အငငယ်ငားမှာလေဘလို့အမခံချက်ပြထားတည်လေ။ အမြော်လင့်ချင်းဒီရှက်ကြောက်စရာမရှိလို့ဆိုထားတယ်နော်ဟုတ်ပါတယ်အဲ့ဒါတိတ်အရေးကြီးတဲ့အချက်ပဲဒီမြော်လင့်ချင်းကကိုယ့်ရဲ့အကျိုးစားမှုကိုယ့်ဘလော့ခံနိုင်ရရှိတယ်လဲဆိုတာအပေါ်မှာအဆုံးစုံမှုတည်နေတာမဟုတ်ဘူးရှက်စရာဖြစ်မသွားဘူးအလကားဖြစ်မသွားဘူးဆိုတဲ့အမခံချက်ကဖျားစီကလာတာဘာကြောင့်လဲဆိုတော့လေဖျားသခင်ရဲ့မေတ္တာအဲ့ဒီမေတ္တာကိုတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကိုလောင်းချပေးထားလို့တယ် ဒါကအပြင်ပန်းအတိတတ်တတ်မဟုတ်ဘူးအတွင်းစိတ်ထဲမှာဖခင်ရဲ့မေတ္တာကိုကိုယ်တိုင်ခံစားသိနေရတာအော်လောင်းချပေးထားတဲ့ဆိုတဲ့စကားလုံးကအားရှိလိုက်တာ ဟုတ်တယ်အဲ့ဒီခိုင်မာတဲ့ဖခင်မေတ္တာအတွေ့အကြုံကြောင့်ကျွန်တော်ရဲ့မျော်လင့်ခြင်းဟာဘယ်တော့မှမားသောမှာမဟုတ်ဘူးဆိုတဲ့စိတ်ချမှုရစေတာပေါ့ကောင်းပါပြီဒါဆိုပထမပိုင်းမှာယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးတွေငြိမ်သက်ခြင်းကျေးဇူးတော်မျော်လင့်ခြင်းဆွေးနွေးခဲ့ကြပြီး ဒါပေမဲ့ရှင်ဘောလူကဒီမျောလင့်ချင်းရဲ့အခြေခံဖြစ်တဲ့ဘုရားမေတ္တာကိုဒီတိုင်းလေးပဲထားမထွားဘူးနော်အငယ်ချောင်းကနေစက်တင်မှာကြတော့ဒီမေတ္တာဘလောက်တောင်ကြီးမားတယ်လဲဆိုတာကိုတက်တည်ပြဖို့ကြိုးစားထားတယ်လို့ဝင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီအပိုင်းကိုဘုရားမေတ္တာကိုတိုင်းတာပြတဲ့အပိုင်းလို့ပြောလို့ရတယ်ဗျာအငယ်ချောင်းမှာအချိန်ကိုက်မှုနဲ့အခြေအနေကိုကြည့်လေကျွန်တော်တို့ကအားအိမ်မရှိသေးခင် helpless ပေါ့ ဖျားတရားမဲ့သူတွေ ungodly ဖြစ်နေတဲ့အချိန်မှာခရစ်တော်ကအချိန်တန်ရင် at the right time ကျွန်တော်တို့အတွက်အသေးခံခဲ့တယ်။ဒီနေရာမှာတာမန်လူမြင်နဲ့ရှင်ကြည့်ဖို့သူအစဉ်ခေါ်လိုက်တာ။အေးအငယ်ခေါင်းနဲ့ရှင်မှာအဲ့ဒီနှိုင်းရှင်ချက်ကိုတွေ့ရတယ်။လူကောင်းတယောက်အတွက်အသေးခံမဲ့သူရှားတယ်ပေါ့။အယံတော်တဲ့သူအတွက်ကောအင်းအသေးခံဝတ်နဲ့သူရှိချင်ရှိမယ်။ဒါပေမဲ့ဟုတ်ကဲ့။ဒါပေမဲ့အန်အိုးစရာအကောင်ဆုံးကတော့အငယ်ရှစ်ပဲ။တော်တော်ကျွန်တော်တို့ဒီ အပိတာသစ်စင်တွင်မန်ခရစ်တော်သည်ကျွန်တော်တို့အတွက်အသေးခံတော်မူသည်ဖြစ်၍ဖျားရခင်သည်မိမိမေတ္တာတော်ကိုကျွန်တော်အားထင်ရှားစွာ ပြတော်မူ၏ဒီမှာအဓိကစကားလုံးကအပိတာဖြစ်စင်တွင်မန်ကျွန်တော်တို့ကဖျားကိုချင်နေခြင်းသူ့အတွက်တစ်ခုခုလုတ်ပေးနိုင်ခြင်းမဟုတ်ဘူးလေသူ့ကိုစန့်ကျင်နေတဲ့သူ့ရဲ့ရန်သူလိုဖြစ်နေတဲ့အခြေအနေမှာပဲသူကသူ့ရဲ့အချက်ဆုံးသားတော်ကိုကျွန်တော်တို့အတွက်စတဲ့ခဲ့တာဒါကလေလူသမိုင်းမှာရော ဘယ်ဘာသာရေးမှမမတွေ့နိုင်တဲ့ဖျားသခင်ရဲ့အဆုံဆုံးသောအချင်းနေမဲ့မေတ္တာအဲ့ဒါကို ဖော်ပြတာပဲတကယ်ကိုဒီအချက်ကိုနားလည်ရင်ဖျားမေတ္တာကိုတန်တရားဝန်းဖို့တော်တော်ခက်သွားနေဟုတ်ပါ တကယ်ပဲချက်တီထီစရာကောင်းလောက်အောင် နှဆိုင်နေမေတ္တာပဲဒီလိုမေတ္တာမျိုးနဲ့ဂေတင်ခဲ့တယ်ဆိုမှတော့အနာဂတ်တော့ဘလောက်တောင်စိတ်ချရမလဲဆိုတာကိုအငယ်ကိုးနဲ့ဆက်မဆက်ပြောထားတယ်နော်မရရောက်ပြီး ဖះရနဲ့ဆက်ချံရပြန်ကောင်းပြီဆိုရင်အနာဂတ်မှာကြုံရနိုင်တဲ့ဖះရရဲ့တရားစီရင်ခြင်းအမျက်တော်ကနေကယ်တင်ခြင်းခံရဖို့ဆိုတာတာယသိချားတယ် much more အငယ်ရှဲမှာပူရှင်အောင်ပြောသေးတယ်ကျွန်တော်တို့ကရန်သူဖြစ်စဉ်တွင်ပင်ဖះရနဲ့တားတော်ရဲ့အသေးခံခြင်းအပြင်ပြန်တင့်မြတ်ခွင့်ရခဲ့တယ်ဆိုရင် အခုတင့်မြတ်ပြီသည့်နောက်မှာကိုယ်တော်ရဲ့အသက်ရှင်ခြင်းအပြင်ရှင်ပြန်ထမြောက်ပြီးအခုလေအသက်ရှင်နေတဲ့ခတော်အဖြစ်အဆုံးစုံဒီကယ်ရင်ချင်းခံရဖို့ဆိုတာအသေးချာဆုံးပဲ အော်ဟုတ်ကဲ့ဟုတ်ကဲ့အခက်ဆုံးအပိုင်းကိုလုတ်ခဲ့တဲ့ဖျားကပိုလွဲတဲ့အပိုင်းကိုမလုတ်ပဲပြစ်ထားမှာမဟုတ်ဘူးဆိုတဲ့သဘောပဲဒါကြောင့်အငယ်စတဲ့မှာဖျားတခင်နဲ့ဝါကြွားဝမ်းမြောက်နိုင်တယ်လို့ပြောတာပေါ့ကောင်းပြီကောင်းပြီပထမပိုင်းကကိုတွေ့ခံစားရတဲ့အချိုကျေးဇူးတွေဒုတိယပိုင်းကအဲ့အချိုကျေးဇူးတွေရဲ့အခြေခံဖြစ်တဲ့ဖျားမစ်ကြာရဲ့တတ်တည်အခုအခန်းကြီးရဲ့တတိယအဓိကအပိုင်းအငယ်စနစ်ကဏ္ဍ27ကိုရောက်လာပြီး ဒီအပိုင်းကနည်းနည်းလေးပိုရှုပ်သွားတယ်လို့ပဲနော်အာဒန်နှုတ်ဦးအကြောင်းပြောနေတာလားဟုတ်ပါတယ်ဒီအပိုင်းကလူသားမျိုးနွယ်တစ်ခုလုံးရဲ့တမိုင်းကိုခြုံငုံတုံ့တက်ပြော်လေအဖြစ်နဲ့ယေရှုတော်ရဲ့အခြေခံအကြောင်းရင်းဒီကိုရှင်းပြတဲ့အပိုင်းရှင်ပေါ်လူကလူသားမျိုးနွယ်မှာကိုစားပြုခေါင်းဆောင်နှုတ်ရှိတယ်လို့တင်ပြတာပထမတစ်ယောက်ကအာဒန်ဒုတိယတစ်ယောက်နော်ဆွန်းအာဒန်ကခရစ်တော်ပေါ့အငယ်၁၂မှာအာရန်နဲ့စားထားတယ်လူတယောက်အာရန်ရဲ့မနာခံမှုအဖြစ်ကြောင့် အဖြစ်တရားကလူလောကထဲဝင်လာတယ်။အဲ့ဒီအဖြစ်ရဲ့အကျိုးဆက်အဖြစ်တေချင်းတရားကဝင်လာတယ်။ပြီးတော့အဲ့ဒီတေချင်းတရားကလူအလုံးစီပြန်သွားတယ်။အင်းဘာကြောင့်ပြန်သွားတာလဲ။အဲလူအလုံးအဖြစ်ပြုခဲ့ကြသောကြောင့်လို့ဆိုထားတယ်။ဒါကအာရန်ရဲ့လူမြတ်ကသူ့တယောက်တည်းမဟုတ်ဘူး။သူမျိုးဆက်အလုံးအပေါ်တက်ရောက်မှုရှိသွားတယ်ဆိုတဲ့သဘောပေါ့ Federal headship လို့ခေါ်ကြတာပေါ့လေတသင်းမောရွှေရဲ့ပြည့်ညတ်တရားမတိုင်ခင်ကလူတွေကတော့သူတို့လည်းအပြစ်သားတွေပဲလား အနည်း73လီမာတာကိုရှင်းထားတယ်လို့ပဲဟုတ်ပါတယ်ပညာတရားမရှိရင်ကတည်းကအပြစ်က လောကမှာရှိနေပြီသားဒါပေမဲ့တီးကြတဲ့စာနဲ့ရေးထားတဲ့ပညာချက်မရှိတော့အဲ့ဒီအပြစ်တွေကိုဥပဒေအရ transgression လို့တရားဝင်သတ်မှတ်လို့မရသေးဘူးတီးကြတဲ့ဥပဒေကိုချိုးဖောက်တာမဟုတ်သေးဘူးပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာတောင်အာရန်ကနေမော်ရှေအထိလူတွေကတေချင်းတရားရဲ့အုပ်စုမှုအောင်မှာရှိခဲ့ကြတယ်။ဒါကဘာကိုပြလဲဆိုတော့လူသားရဲ့ဖြစ်ပျက်တနာက ပညာတရားရှိခြင်းမရှိခြင်းထက်ပိုပြီးအရင်ခံကြတယ်။အာရန်ကနေစဉ်းသက်လာတဲ့အချင်းတွေတခုဖြစ်တယ်ဆိုတာကိုပြနေတာ။อืมဒါပထမအာရန်ရဲ့အမွေဆိုးပေါ့နော်။တေချင်းတရားရဲ့အုပ်ဆိုးမှုဒါဆိုဒုတိယအာရန်ခရစ်တိုရဲ့အခန်းကဏ္ဍကဘလို့ကွာသွားတာလဲ။အငယ်စပန်းကနေစပြီးနိုင်ရှင်မှုတွေတော်တော်များများလုပ်ထားတယ်။တာရွေချွေဝဲစွာ much more ဆိုတဲ့စကားလုံးခဏခဏတွေးနေရတယ်နော်။ဟုတ်ကဲ့။အဲ့ဒီတာရွေချွေဝဲစွာဆိုတာကဒီနိုင်ရှင်မှုရဲ့တော့ချက်ပဲ။ ရှင်ပေါလုကအာဒံရဲ့အပြစ်ကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကကြီးပင်မယ်ခရစ်တော်အဖင်ရလာတဲ့ကောင်းကျိုးတွေကအဲ့ဒီဆိုးကျိုးတွေထက်အစာပေါင်းများစွာပိုကြီးတယ်လို့အလေးပေးပြောချင်နေတာကြည့်အောင်လေအငယ်15အရေပင်မာချင်းတစ်ခုကြောင့်လူများစွာတည်ကြတယ်။ဒါပေမဲ့ဖျားရဲ့ဂျေဆုတော်နဲ့ယေရှုခရစ်ဆိုတဲ့လူတူဝါဖြစ်ပေတဲ့ဆုဂျေဆုက လူများစွာစီကိုတာရွေကျွဲဝဲစွာတက်ရောက်တယ်။ဟုတ်ကဲ့။အငယ်၁၆ အာဒံရဲ့အပြစ်တစ်ခုကနေလူအလုံးကို ပြစ်တန်စီရင်ခြင်း condemnation ကို ဖြစ်စေခဲ့တယ်။ဒါပေမဲ့ဖျားရဲ့အခမဆုဂျေစုကတော့မြားစွာတော်ပြမခြင်းဒီကနေဖြောက်မရရောက်ခြင်း justification ကိုဖြစ်စေခဲ့တယ်။အပြစ်တစ်ခုကနေအပြစ်တန်ဖြစ်တာချက်အပြစ်များစွာကနေဖြောက်မခြင်းဖြစ်စေရာက ပိုပြီးတော့အံ့ဩစရာကောင်းတယ်လေ။ဟုတ်တယ်နော်။ဟုတ်ကဲ့။အငယ်ဆက်ဆက် လူတဦးအာရန်ရဲ့ပြမချင်းကြောင့်ဒေချီတရားကစိုးဆိုင်ခဲ့ရတယ်။ဒါပေမဲ့ဂျေစုတော်နဲ့ဖြောင့်မတ်ခြင်းစုဂျေစုကိုကြွေးဝါစွာ ခံစားရသူတွေကတော့ယေရှုခရစ်ဆိုတဲ့လူတဦးအဖျင် အသက်၌တား၍စိုးဆိုင်ကြလိမ့်မည်။ဆိုတော့ဒေချင်းရဲ့စိုးဆိုင်မှုအောက်ကနေအသက်ရဲ့စိုးဆိုင်မှုအောက်ကိုရောက်သွားတာ။ဆိုလိုလားကအာဒံရဲ့ပျက်စီးစေတဲ့အစွမ်းအဲ့ဒါထက်ခရစ်တော်ရဲ့ပြန်တည်ဆောက်တဲ့အစွမ်းကပိုကြီးရဲ့ပေါ်ဟလားအတိအကျပဲ။ အများကြီးပိုတာလေအစိုးအငယ်20ကပညာတရားရဲ့အခန်းကဏ္ဍကိုဘလို့ရှင်းပြရလဲပညာတရားပြီးပြမချင်းကိုတိုးပွားစေခြင်းကဝင်ရောက်လာဤအဲ့ဒါနည်းနည်းနားလေရခက်တယ်လို့မင်းနဖျားကအဖြစ်ကို တိုးပွားစေခြင်းလို့လားဟုတ်ကဲ့ဒါကနားလေမှုလွေးတတ်တဲ့အချက်ပါပညာတရားရဲ့ရည်ရွယ်ချက်ကလူတွေကိုအဖြစ်ပိုလို့စေဖို့မဟုတ်ဘူးဒါပေမဲ့ပညာတရားဝင်လာတဲ့အခါဘာကအဖြစ်လဲဘာကမဟုတ်ဘူးလဲပိုရှင်းသွားတယ်လေအော် ကိုဘလောက်တောင်ဖျားရဲ့စံနှုန်းနဲ့လွဲနေတယ်လဲဆိုတာကိုမှန်ထဲမှာမြင်လဲရတယ်လို့ပဲဒီလိုနဲ့ဖြစ်မှားခြင်းတွေကပိုပြီးတိတာလာလဲတိုးပွားလာတယ်လို့ပြောတာဒါပေမဲ့ဒီလိုအဖြစ်ရဲ့နှဆိုင်မှုပြနာမှုကိုဖောထုတ်ပြလိုက်ခြင်းအဖြစ်ဖျားတခင်ဂျေဇူးတော်ကအဲ့ဒီအဖြစ်အလုံးကိုလွှမ်းခြုံနိုင်ုံမကဘူးကြော်လွန်ပြီးအယံပယ်ပိုရှံသွားတယ်ဆိုတာကိုပြဖို့ပဲအဖြစ်တရားတိုးပြသည့်ရက်နဲ့ဂျေဇူးတော်သည်တာရွေ ွယ်ဝဆိုတာတိုးပွားလေဤပေါ့အင်းအင်းအမောင်ကိုပိုတိလေအလင်းရဲ့တောက်မမှုကိုပိုမြင်လေဆိုသလိုမျိုးပေါ့နော်ဟုတ်ပါတယ်ဒါဆိုပြညတ်တရားကအပြစ်ကိုဖော်ထုတ်ပြီးယေရှုတော်ရဲ့လိုအပ်မှုကို ပိုထင်ရှားစေတဲ့သဘောပေါ့အဆုံးသတ်အငယ်27ကတော့ဒီနိုင်ရှင်မှုရဲ့ညှုံးချုပ်ပဲလीဟုတ်ကဲ့နောက်ဆုံးခြားနာချက်ပေါ့ဟုတ်တယ်နောက်ဆုံးခြားနာချက်ကအုပ်ဆိုးမှု rain နဲ့ပတ်သက်တယ်အာရန်ရဲ့အမွေကြောင့် အပြစ်တရားသည်ထင်ရှင်တရားကိုအတုံပြု၍စူးစံခဲ့၏။ဒါအရင်ကလူအမျိုးနွယ်အခြေအနေ။ဒါပေမဲ့ခရစ်တော်ကြောင့်အခုဂျေဇုတော်သည်ဖြောင့်မတ်ခြင်းကို အခြေခံ၍ကျွန်ုပ်တို့၏သခင်ယေရှုခရစ်အားဖြင့်သာဝရအတ္တကိုပေးအခြင်းငါစူးစံ၏။ဒါအာနာအပြောင်းလဲအုပ်ချုပ်မှုအပြောင်းလဲပဲ။အပြစ်နဲ့အသေးခြင်းရဲ့ကြောက်စင်အောင်ဆုံးမှုကနေဂျေဇုတော်နဲ့အတ္တရဲ့ကောင်းမြတ်တဲ့အောင်ဆုံးမှုစီကိုပြောင်းရွှေ့လိုက်တာ။ တကယ်ပဲအရှိပီးညှော်လင့်ချက်ပေးတဲ့အကြောင်းအရာတွေပါကဲဒီ net chain နဲ့အချက်တွေကို the wise delivers ကပြင်ဆင်ထားတဲ့အချက်လက်တွေနဲ့ချိတ်ဆက်ပြီးတော့လီလက်တွေ့ပေါ်ဝအတက်ဆင်ကျင်စရာတွေကိုပြန်ကောက်ကြည့်ကြအောင်ပထမဆုံးသင်ငန်းစာကဘာဖြစ်မလဲရှင်ပထမဆုံးကတော့ယောမ9ရဲ့အစားမှာပြောခဲ့တဲ့ဖျားသခင်နဲ့ရရှိထားတဲ့ငိန်သက်ခြင်းအဲ့ဒါကိုတကယ်ပဲလက်ခံယုံကြည်ပြီးအဲ့ဒီမှာအသက်ရှင်နေထိုင်ဖို့ပါပဲဆိုတော့ကကိုကိုကို အပိသားကြီးပဲလို့တစ်ချိန်လုံးခံစားနေမယ့်အစားလေး ဖျားရှင်မှာအပြစ်လွတ်ခြင်းခံရပြီသားလက်ခံခြင်းခံရပြီသားသာသမီတယောက်အဖြစ်ယုံကြည်စိတ်ချစွာယက်တီဖို့ပေါ့ဒီအတိကစိုးရင်စိုးကားတဲ့ကြောက်ရွံ့မှုတွေကိုတော်တော်လေးရောပါစေနိုင်တယ်ဟုတ်ကဲ့ဒုတိယအချက်ကတော့ဆင်းရဲဒုက္ခကိုရှုမြင်ဖို့ပြောင်းလဲဖို့နော်အမ်ဒါပဒေစင်ခုံးမှုတစ်ခုပဲဒါပေမဲ့အတိပယ်မဲ့တဲ့ဆုံးရှုံးမှု၊နာကျင်မှုလိုမမြင်ပဲနဲ့ဖျားသခင်ကကိုယ့်ရဲ့စိတ်ရင်းလက္ခဏာကိုပုံပြွင်းဖို့ ပျော်လင့်မှုချင်းကိုပိုခိုင်မာစေဖို့အသုံးပြုနေတဲ့ကိရိယာတစ်ခုအဲ့လိုရှိမြင်နိုင်ရင်အများကြီးခံနိုင်ရှိလာမယ်ထင်တယ်เนาะဟုတ်ပါတယ်ဆင်းရဲဒုက္ခကိုကြိုးဆိုရမလို့ဆုလို့လာမဟုတ်ပေမယ့်အဲ့ဒီအထဲမှာဖျားသခင်အလုံးလုံးနေတယ်ဆိုတာကိုယုံကြည်ခြင်းအပြင်လေအဆုံးမှာကောင်းတဲ့အရာထွက်ပေါ်လာမယ်ဆိုရင်မျော်လင့်ခြင်းနဲ့ရင်ဆိုင်နိုင်ဖို့ဖြစ်ပါတယ်ဒါကအခြေအနေကိုကြော်လွန်ပြီးဖျားရဲ့ပန်းတိုင်ကိုမြင်နိုင်တဲ့ရှုမြင်မှုမျိုးပေါ့อืม တတိယသင်ခန်းစာကတော့အဲဘုရားသခင်ရဲ့မေတ္တာရဲ့အတိုင်းဆော့မယ်မို့အဲ့ဒါကိုတကယ်တမ်းစင်ကြင်သုံးတော့ဖို့ပဲကျမတို့ဘာမှမပေးဆက်နိုင်ခင်သူ့ကိုစင်ကြင်နေတော့မှတော့အသေးခံပြီးချစ်ခဲ့တယ်ဆိုတဲ့အသည့်အဲ့ဒါကကိုတန်ဖို့ဒါမှမဟုတ်ကိုအချင်းနေပေါ်မဟုတ်ပဲကိုရောရဲ့ကရုဏာအပေါ်မှာပဲအခြေခံတဲ့လုံခြုံမှုပေးနိုင်တယ်မဟုတ်လားတိတ်ချပါတယ်ဒါကအကြီးမားဆုံးသောလုံခြုံမှုနဲ့စိတ်ချမှုရဲ့ရင်းမြစ်ဖြစ်စင်တယ်လေကျွန်တော်တို့ရဲ့ကောင်းခြင်းဆိုးခြင်းပေါ်မှာဖခင်ရဲ့မေတ္တာကအတက်အကြမရှိဘူး ခရစ်တော်အဖင်ပြခဲ့တဲ့သူ့မေတ္တာကအမြဲတမ်းတည်မြဲနေတယ်ဒီအတိကဘဝရဲ့အခက်ခဲတွေကိုအားနေချက်တွေကြာမှာခိုင်မာတဲ့ကြောက်ဆောင်လို့ဖြစ်စေနိုင်တာပေါ့ပရိုတာကကိုကိုကိုအပြည့်ရဲ့ကျွန့်တေချင်းရဲ့တားကောင်အဖြစ်ဆက်မမြင်တော့ပဲဂျေဆုတော်ရဲ့အုပ်စိုးမှုအောက်မှာအသက်ရှင်နေသူအဖြစ်ရှုမြင်ဖို့လား ဟုတ်ပါတယ်ဒါကျွန်တော်တို့ရဲ့အထောက်တာ identity ပြောင်းလဲခြင်းနဲ့ဆိုင်တယ်လေကျွန်တော်တို့ဟာအပြစ်နဲ့ဆက်တည်ယုံကံနေရနိုင်တယ်ဒါပေမဲ့အပြစ်ကကျွန်တော်တို့ကိုအပြစ်တိုင်အုပ်ဆိုးခွင့်မရှိတော့ဘူးဘာကြောင့်လဲဆိုတော့ခရစ်တော်အဖြစ်ရတဲ့ယေရှုတော်ကအပြစ်ရဲ့တကောထက်သားလွန်လို့ပဲအဲ့ဒီအမှန်တရားကိုယုံကြည်ပြီးတော့ယေရှုတော်ရဲ့ဆိုးဆံမှုအောက်မှာအတက်ရှင်ဖို့ရွေးချယ်ရမှာပေါ့ဒါကအပြစ်လိုမြင်တော့ရှုံးနေတော့ပြီးတော့မခံယူတော့ပဲယေရှုတော်ကြောင့်ခွင့်လွှတ်ခြင်းနဲ့ပြန်လဲဆက်တင်ခွင့်အမြဲရှိတယ်ဆိုတာကိုသိရှိခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ ယောမအခန်းကြီး9ကိုဒီလိုဖြတ်တန်းလေ့လာရတာတကယ်ပဲအမြင်သစ်တွေအများကြီးရစေပါတယ်။ယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးတွေကနေစပြီးတော့ဖခင်မေတ္တာရဲ့အံ့ဩဖွယ်သက်တည်ပြီးတော့အဖြစ်ကိုကျေးဇူးတော်ကဘလို့လွှမ်းမိုးအောင်နိုင်တယ်လဲဆိုတာဒီဆွေးနွေးခဲ့ကြတာပေါ့နော်။ဒီဆွေးနွေးမှုက The Wise Believers မှာပြုစုထားတဲ့အချက်အလက်များကိုအခြေခံထားကြောင်းထပ်ပြောခြင်းပါတယ်။ဟုတ်ကဲ့။ဒီကုန်းချုပ်အနေနဲ့စဉ်းစားစရာအတွေးတစ်ခုလောက်ခြံထားခဲ့ခြင်းတယ်ဗျာ။ အငယ်20ခုမှာပြောခဲ့သလိုဂျေဇုတော်ဟာဖြောင်းမခြင်းအဖြစ်သာဝရအသက်အတွက်စိုးစံနေဆိုတာမှန်ရင်လေဒီလိုစိုးစံနေတဲ့ဂျေဇုတော်ရဲ့အုပ်ဆိုးမှုအဲ့ဒါကိုသိမှတ်ခြင်းကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဘလို့ပြောင်းလဲစေသင့်တယ်လဲဒါကအဖြစ်လို့မိရဲ့ခွင့်လွှတ်ခံရမယ်ဆိုတဲ့အတိတသက်သက်ပို့တယ်နော်ဂျေဇုတော်ကအခုဒီမှာအုပ်ဆိုးနေတယ်ဆိုတဲ့အတိက ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကိုကိုကိုရှုမြင်ပုံ ထခြားသူတွေနဲ့ဆက်ဆံပုံအဖြစ်နဲ့ရင်ဆိုင်ပုံလေးအဲ့ဒါတွေကိုဘလို့တက်တက်ကြွကြွပုံသွင်းတင်ပါတယ်လေစိုးစံနေတော့ဂျေဆုတော့အောင်မှာအသက်ရှင်နေဆိုတာလက်တွေ့မှာဘလို့အတိတ်ပဲရှိနိုင်မလဲอืมဒါကတကယ်ဆက်ပြီးစဉ်းစားစရာ အချက်ကောင်းတစ်ခုပါပဲဒီဂျေဆုတို့ရဲ့စိုးစံမှုအောက်ကအသက်တာကိုဆက်လက်ဆင်ခြင်ရင်းနေမယ်ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစီ